ရခိုင်လူမှုအဖွဲ့အစည်းများဖိုရမ်ကနေရခိုင်ပြည်နယ်အတွင်းအနိုင်ရပါတီကဝန်ကြီးချုပ်ကိုရွေးချယ်ခွင့်ရဖို့နဲ့ကြောက်ဖြူအထူးစည်းဝါးရေးစုံကိုရပ်တန့်ပေးဖို့စတဲ့အချက်၁၂ချက်ကိုတောင်းဆိုလိုက်ပါတယ်။ကိုအောင်ကသတင်းပေးပို့ထားပါတယ်ရှင်။ကြောက်ဖြူမျိုးရလဲဖုံကြီးကြောက်မှာရခိုင်လူမှုအဖွဲ့အစည်းတွေဒီဇင်ဘာလ၁၈ရက်နေ့ကနေ၂၀ရက်နေ့ထိဆွေးနွေးခဲ့ကြပြီးဒီဇင်ဘာ၂၀ရက်နေ့မှာတော့ဘုံသဘောတူညီချက်တွေထုတ်ပြန်ခဲ့ပါတယ်။2015ရွေးကောက်ပွဲမှာရခိုင်ပြည်သူအများစုထောက်ခံပြီးနေရာအများဆုံးအနေရရှိခဲ့တဲ့ပါတီကဝန်ကြီးချုပ်နဲ့ဝန်ကြီးနေရာအများစုကိုခန့်အပ်ပေးဖို့ ရွှေသဘာဝဓာတ်ငွေကိုအသုံးချပြီး24နာရီရက်စင်မီရရှိရေးအတွက်အမြန်ဆုံးလှုပ်ပေးဖို့ဒေသခံတို့သဘောဆန္ဒမရှိတဲ့ကြောက်ရွံ့ထူးစည်းဝါးရေးစုံနဲ့တောင်ကုန်းဒီပူတော်စီမံကိန်းလုပ်ငန်းကိုလုံးဝရပ်တန့်ပေးဖို့1982နိုင်ငံသားဥပဒေအရစီစဉ်မှုတွေကိုဆက်လက်ဆောင်ရွက်ဖို့အပါအဝင်ချက်12ခုတောင်းဆိုကြပါတယ်။တကယ်လို့တောက်ဆုံမှုကိုရပ်တန့်မပေးဘူးဆိုရင်တော့ကျွန်တော်တို့ရှေ့မှာကမ်ပိန်းလုပ်ရတာတွေဆန္ဒပေါ်တော်မှုတွေလှုပ်ဆောင်မယ်ဆိုတော့ဟိုဆွေမျိုးဆက်တွေလည်းရှားခဲ့ကြပါတယ်ခင်ဗျ။လူမှုအဖွဲ့အစည်းများဖိုရမ်မှာ ရခိုင် CSU ဖွဲ့109ဖွဲ့ကကုစလယ်225ဦးတက်ရောက်ပြီးရခိုင်ပြည်နယ်18မြို့နယ်ရန်ကုန်နဲ့အေရဝတီတိုင်းတို့ကရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ပညာရှင်တို့လည်းတက်ရောက်ကြပါတယ်။ဒီကညွန်လင့်လာတော့ဒီလို CSU တွေရဲ့ပုံရံတွေကနေပြီးတော့ဟိုတစုံတစ်ခုပေါ့ဟို MBC တို့အတိုင်းလေးတစ်ခုပေးနိုင်ဖို့ပေါ့ဒီလိုပဲ CSU တွေရဲ့အခန့်ကဏ္ဍဟာအရေးပါတဲ့ဆိုတဲ့ဟာကိုကျွန်တော်ညွန်လင့်ပါတယ်။ပုံရံကနေပြီးတော့ကျွန်တော်တို့ပေါ့မိတ်ဖက်အဖွဲ့ပေါ့လူကိုရှိုက်ဟို ဟို content လောက်လို့ရတဲ့အဖွဲလေးတစ်ခုဖွဲ့ပြီးတော့တနင်္ဂနွေနေ့ပေါင်းစည်းပြီးတော့အဲ့လိုလုပ်သွားဖို့ဆိုကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေသွားဖို့ထင်ပါတယ်ဒီ forum ကိုရခိုင်ပြည်နယ်အတွင်းမှာပထမဆုံးကျင်းပတာဖြစ်ပြီးအခုထုတ်ပြန်ချက်တွေကိုအစိုးရအသစ်တက်လာတဲ့အခါလဲဆက်လက်တောင်းဆိုသွားမယ်လို့သိရပါဗျာကျွန်တော်ကိုအောင်ပါခင်ဗျာ